မြားရပြည်တွင်းရေးမှာဝင်ရောက်မဆွတ်ဖယ်ရေးမူဝါဒကိုလက်ခံကျင့်သုံးလျက်ရှိတယ်။အဒါအပြင်ကျွန်တော်နှစ်နိုင်ငံလုံးကငြိမ်းချမ်းသာအတူချင်းတွဲနေထိုင်ရေးမူရင်းငါးရပ်ကိုလက်ခံကျင့်သုံးလျက်ရှိတယ်။မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးသူ့ရဲ့အင်ဒီဂျန်နိုင်ငံတစ်ခုဖြစ်တယ်။သူ့ရဲ့အနောက်ဘက်ထွက်ပေါက်တစ်ခုဖြစ်တဲ့အတွက်မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံအနေနဲ့ကောင်းတဲ့ဘက်ကရှုမြင်ပြီးတော့ကြာကောင်းတဲ့ဘက်ကနေပြီးတော့ကြာမျှော်မှန်းပြီးတော့မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးကိုကျွန်တော်ဆောင်ရွက်ပေးလျက်ရှိတယ်။အဲဒါတွေကိုလည်းဆက်လက် ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ဟာမျိုးရခဲ့တယ်။နံပါတ်3ချက်ကတော့ရွေးကောက်ပွဲပေါ့။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကြာမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုနိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့ပြီးသားဒီနှစ်နှစ်ကုန်ပိုင်းမှာကျွန်တော်ကျင်းပပြီးမှာဖြစ်တယ်။ဒီနှစ်နှစ်ကုန်ပိုင်းမှာစတင်ကျင်းပတဲ့ကမ္ဘာတရုတ်နိုင်ငံအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်သွားမယ်ဟာတွေနဲ့ပတ်သက်ပြီးတော့ထောက်ခံအားပေးတော့တွေ့ရတယ်။အဲ့တော့ကျွန်တော်အနေနဲ့သတင်းကောင်းပါလို့တာကတော့မြန်မာပြည်သူလူထုအရင်ကတည်းကလိုလားတောင်းတာတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ဆိုတာဒီ ဒါရခင်ကလည်းတမတော်ရဲ့ပေါ်ဆောင်မှုနဲ့ကျွန်တော်တို့ရရှိခဲ့တယ်။မဲလိမ်မဲခိုးမှုတွေကြောင့်တမတော်အနေနဲ့နိုင်ငံတော်တာဝန်ရယူခဲ့တယ်။ခုချိန်မှာလည်းမြန်မာပြည်သူလူထုလိုတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အနေနဲ့ဆက်လက်ပေါ်ဆောင်သွားမှာဖြစ်ကြောင်းကိုဒါတည်ငောင်းပါလို့ပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည်ဟုတည်င်းကောင်းပါလိုကြောင်း ဗိုလ်ချုပ်စော်မင်းထွန်းပြောမြန်မာပြည်သူလူထုလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့နာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အစင်းမြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ရုရှားနိုင်ငံခီးစင်နဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့မေးမြန်းမှုတွေကိုပြန်လည်ဖြေကြားရမှာထည့်သွင်းပြောကြားခဲ့တာပါ မြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုနိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့တယ်လို့ဒီနှစ်ကုန်ပိုင်းမှာကျင်းပမှာဖြစ်ပြီးတရုတ်နိုင်ငံအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထောက်ခံအားပေးတာတွေ့ရတယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကပြောပါရယ်မြန်မာပြည်သူလူထုလိုလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ဆိုတာဟာအရင်ကတည်းကတက်မတော်ရဲ့ပေါ်ဆောင်မှုနဲ့ရရှိခဲ့ပြီးခုချိန်မှာတော့ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်လက်ပေါ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါရယ် နိုင်ငံရေးပါတီတွေအနေနဲ့ပြည်သူလူထုကိုအသိပညာပေးတာတွေကိုဆက်လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ပြည်သူလူထုအနေနဲ့လည်းရွေးကောက်ပွဲကိုငြိမ်းချမ်းစွာကျင်းပနိုင်မှုအတွက်ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့လိုအပ်တယ်လို့လည်းဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။အဲဒါကြောင့်ဒီမိုကရေစီစနစ်ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အကြမ်းဖက်ဝါဒကိုပြက်ပြက်တတဆန့်ကျင်ကြပါလို့ပြောချင်တယ်လို့လည်းဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါတယ်။ဒါပေမဲ့အမှန်ကတော့ဒီမျိုးချစ်စစ်ပွဲကြီးဆိုတာရုရှားနိုင်ငံတနိုင်ငံနဲ့တော့တတ်ဆိုင်တာမဟုတ်ဘူး။ အရင်တော့ကဘာမှာအဆုံးရောက်မှုတွေရှိခဲ့တယ်။ကဘာမှာအဆုံးရောက်မှုတွေရှိခဲ့တယ်ဆိုတာကျွန်တော်တို့ဖက်စစ်စနစ်နာစီစနစ်ပေါ့။ဒီဖက်စစ်စနစ်နာစီစနစ်ကိုစန့်ကျင်တိုက်ခိုက်တဲ့ကိစ္စပဲ။အဲဒီတော့ဖက်စစ်စနစ်နာစီစနစ်ကိုစန့်ကျင်တိုက်ခိုက်တဲ့ကိစ္စဆိုတာကဒါကျွန်တော်မြန်မာနိုင်ငံမှာလည်းခင်ဗျားတို့ကျွန်တော်သိတဲ့အတိုင်းပဲဖက်စစ်စနစ်ရဲ့စူးကျိုးတွေကျွန်တော်ခံစားခဲ့ရပါတယ်။အဲမြန်မာပြည်သူတရားလုံးလဲနှိပ်စက်ခံခဲ့ရပါတယ်။ အဲ့လိုပဲအိန္ဒိယနိုင်ငံနေဖြစ်တဲ့နိုင်ငံတွေမှာလည်းဖက်ဆစ်စနစ်ရဲ့ဆိုးကျိုးတွေခံခဲ့ရတယ်ဥပမာသောဒါမြန်မာနိုင်ငံမှာဆိုခမရောက်ကျွန်တော်တို့ဖတ်ကြည့်ပါဗျာဖက်ဆစ်စနစ်ရဲ့ဆိုးကျိုးသိကျင်ငဘာဆိုတဲ့ဝတ္ထုစာအုပ်ရှိတယ်ဒါဖြစ်ရမှန်တွေကိုရေးသားထားတာပဲဖြစ်ရမှန်တွေနဲ့သူကတမိုင်းကြောင်းတွေကိုအခြေခံပြီးရေးသားထားတာဒါလိုပဲအဲကျွန်တော်တို့အိန္ဒိယချင်းတရုတ်နိုင်ငံမှာဆိုလဲနန်နေလူသတ်မှုတို့ဘာလို့ရှိခဲ့တယ်အဲဒါလိုပါပဲဒီရုရှားနိုင်ငံမှာဆိုရင်တော့ရုရှားတော့ရှေ့ဥရောပမှာသူက ဒီနာဇီစနစ်ကိုအဓိကထားပြောကြတိုက်ခတ်ခဲ့တဲ့နိုင်ငံပေါ့အဲသူ့ရဲ့လူကြီး26တန်းလောက်ကျွန်တော်တို့ဒါအသက်ပေးသွားတာရှိတယ်26တန်းဆိုတဲ့လူကြီးကအိုက်ခက်တော့ကလူကြီးနဲ့ခုခက်လူကြီးနဲ့တွေ့တဲ့ကြောင်မှတော်တော်များတဲ့လူကြီးပဲဒါကြောင့်မလို့သူတို့ကအောင်ပွဲပေါ့နော်လောက်ကြတာဖြစ်တယ်အဲဒီနေရာမှာအဲကျွန်တော်ပြောချင်တာဒါရခင်အတိတ်တမိုင်းကြောင်ပေါ့ယခုအတိတ်တမိုင်းကြောင်မှာလဲခင်ဗျားတို့ကျွန်တော်ကြည့်လိုက်ကြည့်လိုက်တဲ့ဆံမှာကျွန်တော်တို့ခဏခဏပြောနေတဲ့ခေတ်တိကိုလိုနီဝါဒ ခစ်တစ်ကိုလိုနီဝါဒဆိုတဲ့ဟာတွေရှိတယ်။အဲခစ်တစ်မှာကျွန်တော်စီးပွားရေးလဝကြီးအုပ်မှုတွေရှိတယ်။အဲခစ်တစ်မှာကျွန်တော်တို့ဒါနိုင်ငံကြီးတွေကနိုင်ငံငယ်တွေအပေါ်မှာကျွန်တော်လွှမ်းမိုးလိုတဲ့ဆန္ဒတွေအများရှိပါတယ်။အဲဒါတွေကိုတော့ကျွန်တော်တို့ကဒါပူပေါင်းပြီးတော့ဒါတိုက်ဖြတ်သွားရမယ်။ပူပေါင်းပြီးတော့ကျွန်တော်တို့စန့်ကျင်သွားရမှာဖြစ်တယ်လို့ပြောချင်တယ်။ဒီနေရာမှာမြတ်တမတော်အနေနဲ့လည်းဒီနှစ်ရှိဆယ်ပြည့် အခမ်းအနားမှာကျွန်တော်တို့ပထမဆုံးအကြိမ်နေနဲ့ပါဝင်ပြီးတော့ကြာဆောင်ရွက်ခဲ့တယ်စေးပြရှောက်ခဲ့တယ်ဂုံပြူခြေတက်ခဲ့တယ်ဒီအတွက်လည်းဒီမြမတက်မတော်အနေနဲ့ကနံပါတ်1နိုင်ငံတကာတက်မတော်တဲ့ဒီမြမတက်မတော်သည်ဒါရင်ပေါင်တိုင်းနိုင်တဲ့တက်မတော်တရားဖြစ်တယ်နံပါတ်2မြမတက်မတော်သည်အဆင့်မီဆောင်ပြနိုင်တဲ့တက်မတော်ရှိတယ်ဆိုတာထင်ထင်ရှားရှားပြသတာဖြစ်ပါတယ်အဲကျွန်တော်တို့နိုင်ငံမှာရခိုင်ကနေပြောခဲ့တယ်တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိပြီဆိုတော့ စကားကိုပြောခဲ့တယ်။ဒါကိုတချို့သောတမန်တော်မေးမိအောင်လှုပ်ချင်တဲ့လူတွေကဒါကိုစန့်ကျင်ပဲစကားပြောကြတာပေါ့ဗျာ။သို့တော်ခုခေတ်မှာကျွန်တော်ကြည့်လိုက်ပါ။မိမိရဲ့တိုင်းပြည်အချုပ်အခြာအနာတည်တံ့ခိုင်မြေမိမိတိုင်းပြည်ရဲ့ဂုံကြက်တည်ရှိရေးပေါ့နော်။ဒီအတွက်ကာကွယ်အင်အားတောင်းတင်းဖို့လိုတယ်။တမန်တော်အင်အားတောင်းတင်းဖို့လိုရဲ့။မိမိရဲ့အချုပ်အခြာအနာတည်တံ့ခိုင်မြေဖို့ဆိုလို့ရှိရင်ရူသေးခံ냐လောက်တဲ့ကာကွယ်အင်အားသူရှိဖို့လိုပါတယ်။ ဒါတွေကိုကျွန်တော်တနိုင်ငံလုံးကသိရှိဖို့သဘောပေါက်ဖို့ဂုံယူဖို့လိုတယ်ဒါတွေကိုကျွန်တော်တို့ဖော်ဆောင်ဖို့လိုတယ်ဖော်ဆောင်နိုင်အောင်လဲအခွင့်အရေးရခဲ့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်တရုတ်နိုင်ငံတမတိုင်းနဲ့တွေ့ဆုံတဲ့အခါမှာပေါ့မြန်မာနိုင်ငံအတွက်အချက်၃ချက်ပဲပြောလို့နံပါတ်၁အချက်ကတော့မြန်မာရဲ့အချုပ်အခြာအာဏာဖွံ့ဖြိုးတိုးတက်မှုဒါတွေကိုတရုတ်နိုင်ငံအနေနဲ့အိမ်နီးချင်းကောင်းပြီးသားတာပဲမြန်မာနိုင်ငံဘက်ကရက်တီထောက်ခံလျက်ရှိတယ် ဒီဘက်နေ့အနေနဲ့ပြည်တွင်းငင်းချိုင်းနဲ့ပတ်သက်ပြီးတော့ကြာမြန်မာနိုင်ငံရဲ့ဒါပြည်တွင်းငင်းချိုင်းရေးပေါ့တရုတ်တီသူကဟိုသူများရဲ့ပြည်တွင်းရေးမှာဝင်ရောက်မစွတ်ဖယ်ရင်မူဝါဒကိုလက်ခံကျင့်သုံးလျက်ရှိတယ်အဲဒါအပြင်ကျွန်တော်နိုင်ငံလုံးကငင်းချိုင်းမှာအတူချင်တွဲနေထိုင်ရေးမူရင်းငါးရက်ကိုလက်ခံကျင့်သုံးလျက်ရှိတယ်မြန်မာနိုင်ငံရဲ့ပြည်တွင်းငင်းချိုင်းနဲ့ပတ်သက်ပြီးသူ့ရဲ့အင်ဒီဂျန်နိုင်ငံတစ်ခုဖြစ်တယ်သူ့ရဲ့အနောက်ဖက်ထွက်ပေါက်တစ်ခုဖြစ်တဲ့အတွက်မြန်မာနိုင်ငံပြည်တွင်းငင်းချိုင်းနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံအနေနဲ့ ကောင်းတဲ့ဘက်ကရှုမြင်ပြီးတော့ကြာကောင်းတဲ့ဘက်ကနေပြီးတော့ကြာမျောမှန်းပြီးတော့မြန်မာနိုင်ငံပြည်တွင်းချင်းချင်းကြီးကိုကျွန်တော်ဆောင်ရွက်ပေးလျက်ရှိတယ်။အဲဒါတွေကိုလည်းဆက်လက်ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့အားမျိုးရခဲ့တယ်။နံပါတ်3အချက်ကတော့ရွေးကောက်ပွဲပေါ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကြာမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုနိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့ပြီးသားဒီနှစ်နှစ်ကုန်ပိုင်းမှာကျွန်တော်ကျင်းပပြီမှာဖြစ်တယ်ဒီနေ့နှစ်ကုန်ပိုင်းမှာစတင်ကျင်းပတဲ့ကောင်မှာတရုတ်နိုင်ငံနေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဂျိုတင်ပြင်ဆင်မှုတွေဆောင်ရွက်သွားမဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့ကြောက်ထောက်ခံအားပေးတော့တွေ့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့သတင်းကောင်းပါလို့တော့ကတော့ မြန်မာပြည်သူလူထုအရင်ကတည်းကလိုလားဆောင်တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ဆိုတာဒီဒါရခင်ကလည်းတမတော်ရဲ့ပေါ်ဆောင်မှုနဲ့ကျွန်တော်တို့ရရှိခဲ့တယ်မဲလိမ်မဲခိုးမှုတွေကြောင့်တမတော်အနေနဲ့နိုင်ငံတော်တာဝန်ရယူခဲ့တယ်ခုချိန်မှာလည်းမြန်မာပြည်သူလူထုလိုတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အနေနဲ့ဆက်လက်ပေါ်ဆောင်သွားမှာဖြစ်ကြောင်းကိုဒါတည်ငောင်းပါလို့ပါတယ်ဗျာအဓိကတော့ပထမဆုံးအပိုင်းပြောချင်တာကတော့နိုင်ငံရေးပါတီတွေအပိုင်းပေါ့နိုင်ငံရေးပါတီတွေအပိုင်းမှာကျွန်တော်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်မှာရှိတယ် အဲပြီးရင်ကျွန်တော်တို့ဒါပြည်သူလူထုကိုအသိပေးပညာပေးရမှရှိတယ်ဒါတွေကိုလည်းဆက်လက်လှောက်ဆောင်သွားဖို့ကျွန်တော်အနေနဲ့နံပါတ်1ပြောလို့တယ်နံပါတ်2ကတော့ကျွန်တော်ပြည်သူလူထုရဲ့အပိုင်းပြည်သူလူထုရဲ့အပိုင်းမှာကျွန်တော်တို့ဒီပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အလိုရှိလို့ပြောပြီးပါတီစုံဒီမိုကရေစီစနစ်ကိုအလိုရှိငြိမ်းချမ်းစွာတရားမျှတရွေးကောက်ပွဲကျင်းပနိုင်ဖို့အခြေခံလိုအပ်ချက်ဖြစ်တယ်ဒီရွေးကောက်ပွဲကိုငြိမ်းချမ်းစွာကျင်းပနိုင်ဖို့အတွက်ပြည်သူတရားလုံးကဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါ ဒီမိုကရေစီရစန့်ကျင်ဘက်ဖြစ်တဲ့အကြမ်းဖက်ဝါဒကိုတက်တက်သားသားစန့်ကျင်ကြပါလို့ကျွန်တော်နေတော့ပြောချင်ပါတယ်ဗျာ။ဒီရုရှားနဲ့မြန်မာရဲ့ဆက်ဆံရေးကကျွန်တော်ဒါကြာပါပြီ။ခိုင်မြဲတဲ့ဆက်ဆံရေးဖြစ်တယ်။ပထမဆုံးဆက်ဆံရေးတော့တမတော်ချင်းချင်းဆက်ဆံရေးကနေကျွန်တော်စခဲ့တာပေါ့။ယခင်တမတော်အစိုးရလက်ထက်နိုင်ငံတော်ရင်ဝေးပြည်ပမှုတီဆောင်ရွက်နိုင်ငံတော်အေဂျင့်တိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီလက်ထက်ကတိုင်စခဲ့တာဖြစ်ပါတယ်။ ခုချိန်မှာတော့ရုရှားနဲ့မြန်မာရဲ့ဆက်ဆံရေးဟာတက်မတော်နယ်ပယ်တွေမကပိုင်းနဲ့ဂါနာဘောင်းစုံမှာပါခွင့်ပြုတိုးတက်လာပြီဖြစ်တယ်ဆက်လက်ပြီးလဲခွင့်ပြုတိုးတက်လာမှာဖြစ်ပါတယ်ဒီရုရှားကိုရောက်တဲ့အခါမှာကျွန်တော်မြန်မာတွေရောက်တဲ့အခါမှာပေါ့နော်ဒီအစိုးရတွေကျွန်တော်အစိုးရအချင်းချင်းတို့တက်မတော်အချင်းချင်းတို့ကျွန်တော်တို့ဒီပြည်သူအချင်းချင်းပြည်သူအချင်းချင်းဆက်ဆံရေးပေါ့ရုရှားပြည်သူတွေရဲ့မြန်မာပြည်သူတို့မှာအပြင်မြန်မာပြည်သူတွေရဲ့ရုရှားပြည်သူတို့ဘာအမြင်ဟာတိုးတက်ခိုင်မာနေတယ်လို့မြင်ပါတယ်ဒီအတွက်လည်းကျွန်တော်ဂုဏ်ယူပါတယ် နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ခီးစဉ်မှာကျွန်တော်20ပြည့်ဒါရုရှားရဲ့မာမျိုးချစ်အောင်ပွဲပေါ့နော်မာမျိုးချစ်အောင်ပွဲအဲ့မှာကျွန်တော်ကနိုင်ငံခေါင်းဆောင်တွေတော်တော်များများတက်ကြတယ်နိုင်ငံခေါင်းဆောင်တွေတော်တော်များများတက်ကြတယ်မာဒီမြန်မာနိုင်ငံနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မင်းမင်းရောက်လိုက်နေတဲ့ဒီခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တယ်တွေ့ဆုံခဲ့ပြောကြစကားပြောခဲ့တယ်မြန်မာနိုင်ငံရဲ့အခြေအနေကိုပုံမူနားလည်သဘောပေါက်အောင်စွမ်းဆောင်နိုင်ခဲ့တယ်မြန်မာနိုင်ငံရဲ့ဖြစ်ရမယ့်နေနဲ့ပတ်သက်ပြီးပြောပြနိုင်ခဲ့တယ် ပြင်းပြတဲ့မြန်မာကိုကဘာကနိုင်ငံတကာကပုံမူနားလည်အောင်စွမ်းဆောင်နိုင်ခဲ့တယ်လို့ကျွန်တော်အနေနဲ့ပြော